ပေးလာပါကျွန်တော်ဝင်းကို Apple စီလာ YouTube channel ကြီးအနေနဲ့ကြိုးပါတယ်ဗျဟုတ်ပြီဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကကျွန်တော်စက်သုံးပရိုမန်နဲ့12ပရိုမန်ဘယ်ဟာကိုင်းတင်လဲလို့မေးနေတဲ့ customer တွေတို့မဟုတ်ဘယ်ဟာဝယ်ရမလဲစဉ်းစားနေတဲ့ customer တွေမှန်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါကြနော်ဟုတ်ပြီ12ပရိုမန်နဲ့စက်သုံးပရိုမန်ကြားမှာဘာလေးတွေခွာခြားချက်ရှိတယ်ဆိုတဲ့အကြောင်းလေးတွေ review လေးတွေကိုကျွန်တော် comment လုပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဗျโอเคဒါဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါဦးဗျာနော်โอเคကျွန်တော်ဗီဒီယိုလေးကိုစလိုက်ပါမယ်ဗျာ ကျွန်တော်တို့စက်သုံးပရိုမန်နဲ့ဒွဲပရိုမန်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မတူတဲ့ချက်ကစပြောရမယ်ဆိုရင်ကျွန်တော်တို့ Buddy MAE ကစပြောရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒွဲပရိုမန်လေးကတော့ Buddy MAE 3688 MAE ပါပြီးတော့ကျွန်တော်တို့စက်သုံးပရိုမန်လေးကတော့ကျွန်တော်တို့4352 MAE ပါပါတယ်။နော် Buddy MAE နဲ့ကြည့်မယ်ဆိုရင် Buddy ကပို့ပြီးတော့ခန္ဓာတော့စက်သုံးပရိုမန်လေးကပို့ပြီးတော့ခန္ဓာကိုတွေ့ရပါမယ်ဗျ။ဟုတ်ပြီ။ကျွန်တော်တို့ဒီကောင်လေးကတော့ဒီကောင်လေးနှလုံးကတော့ကျွန်တော်တို့15ဝက်နဲ့စတင်ပြီးတော့ original ထွက်ရှိပြီးတော့လက်ရှိမှာတော့20ဝက်တင်နေအသုံးပြုတာတွေ့ရပါတယ်ဗျာနော်။ ။ renew လည်းတောင်းလို့ရပါတယ်။လက်ရှိတော့သူ့ရဲ့ origin ကတော့15ဝက်တွေနဲ့ထွက်ရှိပါတယ်ဗျ။ Okay ။ဒါဆိုလို့ရှိရင်ကျွန်တော် delivery line လေးကိုပြပြပေးမယ်ဗျာနော်။ delivery line လေးရုပ်ထွက်ကမ္ဘာအဓိကသုံးနေတဲ့ customer တွေက delivery line လေးပြပြပေးပါမယ်။ delivery line ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်လေးက73ဘလုံမကော12ဘလုံမကောက Super Retainer 80 DP ကိုအသုံးပြုထားတဲ့ကြောင့်မို့ရုပ်ထွက်ကမ္ဘာလုံးဝလုံးဝရုပ်ထွက်ပိုင်းတော်တော်လေးကိုကောင်းတာကိုမြင်ရမယ်တွေ့ရမယ်။ဒီကောင်လေးတစ်ခုရဲ့မတူတဲ့အချက်တစ်ချက်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့120ဟက်ရတာဗျ။ 13 Pro Max လေးကကျွန်တော်တို့120ရရတယ်12 Pro Max က120ရရမရပါဘူးဗျာဒါနှစ်ခုရဲ့အားသာချက်ကတော့ဒါလေးပဲပြီးတော့နောက်တစ်ခုက120ရရတဲ့အတွက်ကြောင့်မလို့ဂိမ်းသမားတွေဂိမ်းဆော့မဲ့ညီကိုတွေအတွက်ဆိုရင်တော်တော်လေးကိုအဆင်ပြေတာတွေ့ရမယ်ဗျာနော်ဒါကြောင့်မလို့120ရရမှကြိုက်တယ်ဆိုရင်တော့13 Pro Max လေးကိုရွေးတင်တယ်ဟုတ်ပြီဒါဆိုကင်မရာပိုင်းလေးကျွန်တော်ပြပြပေးမယ်ဗျာနော် main camera main camera ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့12 Pro Max က13 Pro Max က12 megapixel wide ရဲ့ ultra wide ရဲ့ twenty photo တို့ပြီးတော့တော်တော်လောလာပါတယ်နောက်တစ်ခုက video video ကြည့်မယ်ဆိုရင် 4K 60fps ရရတာလေနောက်ခုလုံးကတော့ကျွန်တော်တို့တူပါတယ်ဗျာနော် ါဆိုရင်ကျွန်တော်တို့ main camera ကတော့တော်တော်လေးကွာခြားသွားမျိုးမရှိပါပဲ73 pro max ကတော့နည်းနည်းလေးပို့ပြီးတော့12 pro max တက်ကောင်းတာတွေ့ရမယ်နောက်တစ်ခုကကျွန်တော်တို့ selfie bike အဲဒါကိုကြည့်မယ်ဆိုလို့ရှိရင်เนาะ12 megapixel နှလုံးလုံးပါပြီးတော့ကျွန်တော်တို့ video bike ကိုကြည့်မယ်ဆိုလို့ရှိရင်12 megapixel wide ပေါ့เนาะနှလုံးလုံးပါပြီးတော့ကျွန်တော် video bike ကိုကြည့်မယ်ဆိုလဲ 4K CTFV ရရတာဆိုတော့နှစ်ခုလုံးကတော့ selfie camera လဲကျွန်တော်တော်တော်လေးကိုတူပါတယ်ဗျ okay ဒါဆိုလို့ရှိရင် store bike ကိုပြောမယ်ဆိုရင်ကျွန်တော်တို့12 pro max လေးက128256512ဆိုပြီးထွက်ရှိပြီးတော့ စက်သုံးပြုံမလေးကတော့ကျွန်တော်128 256 512ကျွန်တော် 1TB ဆိုပြီးတော့ထွက်ရှိထားပါတယ်ဗျာเนาะโอเคကျွန်တော် performance ကိုကြည့်မယ်ဆိုလို့ရှင် iOS version ပေါ့เนาะ OS version ကျွန်တော်တို့ပြောပြမလေးက OS version ကျွန်တော်တို့14ကနေ14.1ကနေစတင်ထွက်ရှိပါတယ်ကျွန်တော်တို့73ပြမလေးကတော့ OS version 15ကနေစတင်ထွက်ရှိပါတယ်နှလုံးလုံးကတော့လက်ရှိမှာ iOS version 16.5နှလုံးလုံးရပါတယ်ဗျာနောက်ဆုံး version ရပါတယ်ဟုတ်ပြီခြေဆက်ကိုကြည့်မယ်ခြေဆက်ကိုကြည့်မယ်ဆိုလို့ရှင် 12Pro မလေးကကျွန်တော်တို့ Apple A14 Bionic Chips ကိုအသုံးပြုထားပြီးတော့ 73ဘရိုမက်လေးကတော့ကျွန်တော်တို့ Apex A15 Bionics ကိုအသုံးပြုထားရတဲ့ကြောင့်မလို့ချစ်ဆက်ကတော့ကျွန်တော်တို့73ဘရိုမက်ကပို့ပြီးတော့ဘက်ဘရိုမက်ထက်တာပါတယ်ဗျဟုတ်ပြီ CPU ကတော့ကျွန်တော်တို့ Heater ကိုအမျိုးအစားကိုအသုံးပြုထားတာနှလုံးလုံးတော့တူတယ် Heater ကိုအမျိုးအစားပဲအသုံးထားတာ GPU မှာတော့ကွာပါတယ်ဗျ GPU မှာတော့ကျွန်တော်12ဘရိုမက်လေးက Apex GPU 4 Core Graphic ကိုအသုံးပြုထားပြီးတော့73ဘရိုမက်လေးကတော့ Apex GPU ကျွန်တော်5 Core Graphic ကိုအသုံးပြုထားတယ်ဒါကြောင့်မလို့ Graphic ပိုင်းကတော့ကျွန်တော်တို့73ဘရိုမက်လေးကပို့ပြီးတော့တာပါတယ်ပို့ပြီးတော့ perfect ဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ ဥမာကျွန်တော်ပါတဲ့အချက်လက်လေးတွေကတော့အများကြီးတော့ထွေထူးကွာွားတာမျိုးတော့ကျွန်တော်မရှိဘူးကင်မရာဘိုင်းလည်းတော်တော်လေးကိုတူမယ် main ကင်မရာလေးပဲကွာမယ်ဆိုနည်းနည်းလေးပဲကွာမယ်အဓိကတော့ graphic ဘိုင်းနဲ့ကျွန်တော်120ရဲ့ရတာ peri ဘိုင်းတွေကြည့်ပြီးတော့အဓိကဝဲချင်ပါတယ်ဆိုလို့ရှိရင်တော့73ပုံမှာကင်ပါဒါပေမဲ့အဓိကတော့ကျွန်တော် gain ကစားမဲ့ border တွေဆိုလို့ရှိရင်တော့ video ကျွန်တော် daily use သုံးရတဲ့ customer တွေလုပ်ငန်းပိုင်းသုံးရတဲ့လူတွေဆိုလို့ရှိရင်တော့73ပုံမှာလေးရွေးတယ်နဲ့73ပုံမှာက peri တော်တော်ခံပြီးတော့ gain ကစားလည်းတော်တော်လေးကိုကောင်းတာကိုကျွန်တော် recommend ပေးပါတယ်ကျွန်တော်တွေ့ရပါတယ်ဗောနော်ဟုတ်ပြီ အရေးမကြီးပဲကြည့်မလားကျွန်တော် display ပိုင်းလေးပဲကြည့်မလားပြီးတော့ graphic ပိုင်းလေးပဲကြည့်မလားเนาะဒီဟာလေးကအကုန်လုံးကတော့ကျွန်တော်စက်သုံးပရိုမတ်က12ပရိုမတ်တက်တာတော့လည်းကျွန်တော်တွေ့ရပါမယ်ကျွန်တော်စက္ကန့်မှာဆိုလို့ရှိရင်12ပရိုမတ်ဝယ်ဝယ်စက္ကန့်လုံးမှာ12ပရိုမတ်ပဲဝယ်ဝယ်နည်းနည်းလေးစက်ဆိုင်ပြီးတော့ကျွန်တော်စက်သုံးပရိုမတ်လေးကိုရွေးချယ်တင်တယ်လို့တော့ recommend ပေးပါတယ်ဟုတ်ပြီနောက်တစ်ဗီဒီယိုလေးမှာကျွန်တော်တို့ကဘယ်ပိုင်းလေးတွေပေါ့အဓိကဘယ်အချက်အလက်လေးတွေနဲ့ဘယ်ဖုန်းလေးတွေကိုရှင်းပြပြပြပေးမလဲဆိုတာလည်းကျွန်တော်ရဲ့ YouTube channel လေးမှာစောင့်ကြည့်ရှုကြပါအောင်ဗျလက်ရှိကတော့12ပရိုမတ်နဲ့စက်သုံးပရိုမတ်မှာကိုမဲလုပ်ပေးတဲ့အချက်အလက်လေးတွေကတော့အရေးကြီးတဲ့အချက်အလက်လေးတွေကဒီလောက်ပါပဲဗျအများကြီးတော့ကျွန်တော်ထွေထူးတော့ အများကြီးတော့ quarter ဝါတာမျိုးတော့မရှိဘူးเนาะ okay နောက်ထပ် video လေးတွေမှာလည်းကျွန်တော်တို့ iPhone review လေးတွေလည်းထပ်ပြီးတော့ကျွန်တော်ရဲ့ဒီ video လေးမှာတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and subscribe လေးလုပ်ပေးပါဦးဗျာအားလုံးပဲကျေးဇူးများတင်ပါတယ်ဗျာ